ကဲအားလုံးပဲမင်္ဂလာပါဗျမနေ့ကမှကစားမဲ့ပရီးမီးယားလိပွဲစဉ်စနစ်ရဲ့ခမ်းမ်းချက်လေးတွေပြပြပေးသွားချင်ပါတယ်ဘန်လီနဲ့ချယ်ဆီဘန်လီအနေနဲ့တန်းစင်းစုံနဲ့ဝေးအောင်ကြိုးစားနေပေမဲ့လက်တလုံးမှာတော့ရရက်တွေဆိုးွားလို့နေပါတယ်နိုင်ငံတကာပွဲတွေမတန်ခင်ကလည်းချီမကွာတဲ့ဝက်ဆန်ကိုသူတင်ကိုတင်ဆော့ပြီး၃-၂ကိုရလန်းနဲ့ရှုံးလင်းလို့ထားပါတယ် ပါကားအနေနဲ့ပရီးမီးယားလိမှာဆက်လက်ရည်တည်နိုင်အောင်အကောင်းဆုံးကြိုးစားမှာဖြစ်ပေမဲ့ချက်စီတို့ကိုရှင်နိုင်ဖို့တော့မလွယ်ပါဘူး။ချက်စီတို့တွေကနောက်ဆုံးပွဲစဉ်မှာ Wolf တို့ကိုအနိုင်ရထားပြီးခြေတက်လို့နေပါတယ်။လက်ရှိမှတ်ပေးစရာထိတ်ကအာဆင်နယ်နဲ့၆မှတ်ပဲကွာဟားတဲ့အခြေအနေမျိုးချက်စီတို့အမှားခံလို့မရတော့ပါဘူး။ထိတဲ့တွဲဆိုမှုနောက်ဆုံး9ကြိမ်မှာ2ကြိမ်တည်ရကြတာပြီး၅ဘွယ်လုံးကိုပြတ်နိုင်တာနဲ့ချက်စီတို့ဒီတစ်ကြိမ်မှာလည်းတူးစီးတောင်းတဲ့အနိုင်ရသွားမယ်ထင်ပါတယ်။ဘုံမောင်းတဲ့ဝက်ဆန် မန်စီးတီးနဲ့အက်စတွန်ဗီလာကိုစတက်ရှုံးနေလို့ထားတဲ့ဘုံမော့စ်တို့ရဲ့လက်တော်ခြေစွမ်းကြဆင်းလို့နေပါတယ်။တက်စစုံတွေကရုံထွက်ဖို့ကြိုးစားနေတဲ့နီပြအစ်တနူနိုဆန်တိုရဲ့ဝက်ဆန်တို့ကတော့နီပြအစ်တနဲ့ရှေ့ပွဲစဉ်တွေမှာရုံးကန်ကဲရပေးမယ်။နောက်ပိုင်းပွဲစဉ်တွေမှာနယူကာဆယ်နဲ့ဘန်လီကိုအနိုင်ယူပြီးခြေတက်လို့နေပါတယ်။ထိုတဲ့တွဲဆုံမှုပွဲ20မှာဘုံမော့ကငါးချိန်အနိုင်ရထားပြီး9ချိန်သေချာကဝက်ဆန်တို့က8ချိန်အနိုင်ရလို့ထားပါတယ်။ နောက်ဆုံးခုနှစ်ပွဲမှာလည်း၄ချိန်တည်ကြပြီး၃ချိန်တော့ဝက်ဆန်တို့ကအနိုင်ရထားတာမို့ဒီပွဲမှာလည်းဘုံမောက်တို့တွေခက်ခဲနိုင်ပါတယ်။ဒါပေမဲ့လည်းကံပန်းချက်တွေရာလက်ရှိအဆင့်၁၁မှာရပ်တည်နေတဲ့ဘုံမောက်ဘက်ကအလေးပေးထားတာများတာမို့ဘုံမောက်တို့ခက်ခဲကစားပြီး2-1လောက်နဲ့အနိုင်ရသွားနိုင်ပေမဲ့တည်ကြဖို့လည်းများနေတဲ့ပွဲမျိုးပါ။ Brighton နဲ့ Bradford ခြေစွမ်းခြေစားရှိတဲ့အလယ်လက်အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုပါ။နှစ်သင်းတွေ့ဆုံမှုနောက်ဆုံးခုနှစ်ပွဲမှာ၃ပွဲတည်ကြပြီး၂ပွဲစီအနိုင်ရလို့ထားကြပါတယ်။ အသင်းကိုနေရာကောင်းပို့ပေးမယ်လို့ကြုံဝါထားတဲ့လီဗာပူးအသင်းကောင်းဆောင်ဟောင်းဟန်ဒါဆန်ရဲ့ဘရက်ဖို့ကိုချေတက်နေသလိုနောက်ဆုံးပွဲစဉ်မှာလည်းယူကာဆယ်ကို၃ဂိုးတကိုးနဲ့အနိုင်ရလို့ထားပါတယ်အဆင့်၁၁နဲ့အဆင့်၁၂မှာအထွတ်အောက်ရပ်တည်နေတဲ့အသင်းနှစ်သင်းရဲ့ထိတ်တိုက်တွေးဆမှုကအတော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေပါဘရိုက်တန်တို့ကလည်းနောက်ပိုင်းပွဲစဉ်တွေမှာခြေပြန်တက်လို့လာရင်မြကိုသွင်းခြေကတော့နောက်ဆုံး၅ပွဲမှာ73ဂိုးသွင်းထားတဲ့ Bradford ကိုမှတ်မိသေးပါဘူး။ဒါပေမဲ့လည်းအင်ကွင်းအားသာခြင်းနဲ့ရုံးကန်မဲ့ Brighton ကိုပဲရွေးချယ်ထားခြင်းပြီ ဂိုးသွင်းတဲ့အသင်းတွေမှာအတွင်းဂိုးများသွားလိမ့်မယ်ထင်ပါတယ်။ဖူဟန်နဲ့ဆန်ဒလန်လက်ရှိဆန်ဒလန်ရဲ့ခြေစွမ်းကထိတ်တန့်ခြေစွမ်းလို့ပြောရမယ်အဆင့်ကိုရောက်နေပါတယ်။နောက်ဆုံးငါးပွဲမှာမန်ယူတသင်းကိုပဲရှုံးတာပြီးချက်စီကိုနိုင်ယူကအကောင်းဆုံးခံစစ်ကိုပိုင်ဆိုင်ထားတဲ့ထိတ်ဆုံးကအာဆနယ်ကိုနှစ်ဂိုးသွင်းပြီးနှစ်ဂိုးစီတရေကစားထားနိုင်ပါတယ်။လက်ရှိပုံစံကောင်းနေရှိနေသလိုနောက်ဆုံးထိတဲ့တွဲဆုံမှုငါးပွဲမှာလည်းပြန်များဖြစ်နေတာပေါ့ဆန်ဒလန်တို့ပဲကျင်းပြောင်းတဲ့ရလနဲ့အနိုင်ရသွားမယ်ထင်ပါတယ်။ လီဗာပူးနဲ့ Northern Forest လက်ရှိနေရာတော်တော်များကရှောင်းတိုင်းနဲ့ Forest ဘက်မှာရပ်တည်လို့နေပါတယ်။ရှောင်းတိုင်းနေနဲ့ Anfield မှာ slot ကိုဝေဒနာတွေပေးမယ်လို့ကြေညာထားသလို A-level အဆင့်ပြင်ဆင်မှုနဲ့ကစားသွားမယ်လို့လည်းပြောကြားထားပါတယ်။ရှောင်းတိုင်းလက်ထက်၅ပွဲမှာ2ပွဲနိုင်2ပွဲစီတပွဲရှုံးနေထားတဲ့ Forest ကိုပုံစံကောင်းပဲပြန်ရောက်လို့နေပါတယ်။ထိတဲ့တွေးဆမှုတွေမှာလည်း Liverpool တို့အနေနဲ့အပြတ်သက်တာရတာမျိုးမရှိပါဘူး။နောက်ဆုံး၅ပွဲမှာ၃ပွဲရှုံးနေထားတဲ့ Liverpool ကို Anfield မှာဆိုရင်ပဲခံစစ်ပိတ်ဆော့တာအင်မတန်ကောင်းတဲ့ရှောင်းတိုင်းရောက်ရုန်းကန်ရမယ့်ပွဲပါ။ အသင်းအဆက်တန်းချင်းကွာဟနေတာမို့လီဗာပူးတို့ကတ်နိုင်သွားနိုင်ပေမဲ့တေချဖို့များနေတဲ့ပွဲမျိုးပါ Wolf နဲ့ Crystal Palace မထင်မထားတဲ့ရလဒ်တွေကိုအံ့ဩစရာဖြစ်အောင်ယူဆောင်ပေးမယ်ဆိုတဲ့ Wolf နီးပြတဲ့အဲ့အတွက်ကြောင့်စိတ်ဝင်စားစရာကောင်းမဲ့ပွဲပါ Wolf ကစားသမားအဟောင်းအနေနဲ့အငင်းပွားပွဲဆုံးဖြတ်ချက်နဲ့ Meredith Brock ကနေအသင်းဟောင်း Wolf ကိုနီးပြဖို့ရောက်ရှိလာခဲ့ပါပြီနီးပြတဲ့ Wolf တို့ဘယ်လိုရှေ့ဆက်မလဲစောင့်ကြည့်ရပါမယ်ထိတဲ့တွဲဆုံမှုတွေက Crystal Palace တို့အသာရထားသလိုလက်ရှိခြေစွမ်းကောင်းကိုလည်းပိုင်ဆိုင်ထားတာမို့နီးပြတဲ့ကြွေးကြော်မှုအသစ်တွေရှိနေမှာ Wolf တို့အတွက်အနိုင်ရဖို့မလွယ်သေးပါဘူး နောက်ဆုံး၅ပွဲလုံးရှုံးနေတဲ့ Wolves တို့ဒီတစ်ပတ်မှာလည်း၆ပွဲမြောက်အရှုံးကိုပိုင်ဆိုင်သွားလိမ့်မယ်ထင်ပါတယ်